Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ် Jaden Sancho နဲ့ပတ်သက်လို့ကတော့ကျွန်တော်တို့အပြောင်းရွှေ့ကဖြစ်ဖို့အတွက်အချိန်ကြီးကောင်းနေတဲ့ပုံစံမျိုးမှာပဲကစားသမားရဲ့လစာငန်းငန်းတဲ့အမတန်တဆပူလူချင်းနေတဲ့အချိန်ကြီးမျိုးတွေကြောင့်အပြောင်းရွှေ့ဒီအင်မတန်ခဲရင်နေရတယ်ပေါ့ဆိုတော့အခုဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါဖာရီဇိုရိုမန်နိုရဲ့ဘက်ကပြောထားတဲ့ report တခုကျွန်တော်ရှိတယ်ဂျူဗင်တက်စ်နဲ့နာပိုလီရဲ့ဘက်ကတော့ ဂျေဒန်ဆန်ချိုတောင်းဆိုတဲ့လောက်ခလာစာပမာဏတွေပြီးချေဖို့အတွက်လုံးဝစန္ဒမရှိဘူး။ဒါပေမဲ့လို့အဲ့ဒီဂျူဗင်တက်စ်ကောနာပိုလီရဲ့ဘက်ကရောမန်ချက်စတာယူနိုက်တက်ဘက်က တောင်းဆိုထားတဲ့ပေါင်25သန်းတော့ပြီးဖို့အတွက်အဆင်သင့်မယ်။ဒါကြောင့်လောလောဆယ်မှာဆိုလို့ရှိရင်အပြောင်းရွှေ့ဖြစ်ဖို့ကအချိန်ကြီးကောင်းပြီမဲ့ကစားသမားရဲ့လောက်ခလာစာတောင်းဆိုမှုတွေကကြားထဲမှာအနှောက်ယှက်ကျွန်တော်ဖြစ်နေတယ်။ဒါကြောင့်လောလောဆယ်မှာဆိုလို့ရှိရင်ဒီအပြောင်းရွှေ့ရာမထင်မဖင်းတဲ့ကြံကြာနိုင်နေဆိုတဲ့ပုံစံမျိုးတွေကျွန်တော်ပြောထားတယ် တော့ပေါင်25သန်းမန်ချက်စတာယူနိုက်တက်ကဆန်ချိုရဲ့အပြောင်းရွှေ့ကနေလိုချင်တယ်ကျွန်တော်ဂျူဗင်တက်စ်ကလည်းပြီးချင်တယ်နာပိုလီရဲ့ဘက်ကလည်းပြီးချင်တယ်ပြဿနာမရှိဘူးပေါ့ဒါပေမဲ့လို့ကစားမရဲ့လောက်ခလာစာကိုကျွန်တော်သူတို့မပြီးနိုင်ဘူးပေါ့ဆိုတော့ဆန်ချိုကဘလောက်တောင်တောင်းနေတယ်လဲပေါ့ဆန်ချိုဘလောက်တောင်တောင်းနေတယ်လဲပြီးလို့ရှိရင်ကစားသမားရဲ့အီဂျင့်နဲ့ကစားသမားကိုယ်တိုင်ကတော်တော်တော့ဗျာအခုအခုပုံစံမျိုးအမင်းတော်တော်တော့ကြက်တီရုပ်လွန်းလာပြီ ယူနိုက်တက်မှာတပတ်ကို3သိန်းခွဲရတယ်။ဒါအတင်းတာဝန်ရှိသူတွေအတုံးမကြခဲ့လို့ကျွန်တော်ပေးခဲ့ရတဲ့လာစာ။ချယ်ဆီးကိုလည်းအပြည့်သက်ပြောင်းရွှေ့ရမယ့်အခြေအနေမျိုးနဲ့သူနှိဆက်ခဲ့တယ်။ချယ်ဆီးဘက်ကသူတောင်းဆိုတဲ့လာစာမပေးခြင်းလို့မပေးနိုင်လို့မတန်လို့မပေးခြင်းလို့အဲ့ဒီအပြောင်းအရွှေ့မဖြစ်ခဲ့ဘူး။အခုဆိုလို့ချင်းဂျူဗင်တက်စ်တို့နာပိုလီတို့သူလိုချင်တယ်။သူ့အတွက်ဘယ်လိုပြောမလဲ။ဥရောပထိပ်တန်းလိမ့်တွေမှာထပ်ပြီးတော့ကစားဖို့အခွင့်အရေးပဲ။ နာပိုလီဆိုလို့ရှိရင်ကျွန်တော်တို့ဒါလောလောလတ်လတ်စုပလားတွေပါလေကျွန်တော်ယူထားတယ်ပြည်တွင်းပလားတွေအဲ့လိုအသင်းမျိုးကလိုချင်တယ်ကစားမအနေနဲ့အဲ့လိုအသင်းမျိုးကိုတွားကစားဖို့အတွက်အစင်းသင်းဖြစ်နေရမှာเนาะဂျူဗင်တက်စ်ကလည်းကျွန်တော်တို့လိုချင်တယ်အဲ့လိုအသင်းမျိုးတွေကိုတွားကစားဖို့အတွက်အစင်းသင်းဖြစ်နေရမှာတွားကစားရင်းနဲ့ကိုချီသွန်းရအောင်ပြမယ်ပြီးလို့ရှိရင်လာမယ့်2026ကမ္ဘာဖလားအတွက်เนาะအင်္ဂလန်လည်းရွေးစဉ်လူစင်းတွေကိုပြန်ပေါအောင်ကြိုးစားမယ်ဘာညာဖြစ်နေရမယ့်အချိန်မှာငါတို့ငါရဲ့နိုင်ငံလည်းရွေးစဉ်ကစားမဘဝဘာပဲဖြစ်နေဖြစ်နေ chance ပဲမရှိတော့ဘူးနေနေ နော်ဘယ်အသင်းမှလာမယ့်ရာသီမှာကစားရရင်နေပါစေတပတ်ကူယူနိုက်တက်မှာရတယ်လို့၃သိန်းခွဲမှ၃သိန်းခွဲလိုချင်တယ်မဟုတ်လို့ရှိရင်တော့ယူနိုက်တက်မှာဆက်နေပြီးတော့ပဲအသင်းမပြောင်းမင်းနဲ့ဘောလုံးမကစားရရင်နေပါစေဆက်နေမယ်ဆိုတဲ့ပုံစံမျိုးဆုံးဖြတ်ထားတဲ့နေထားမှာရှိတယ်စဉ်းစားကြည့်တယ်ဗျာမနော်ဟိုက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 ိုချီစွမ်းကိုဘလောက်မြန်းတန်ကြီးရှိသေးတယ်လို့ကျွန်တော်ထင်ကြလဲထင်နေလဲမသိဘူးပြီးလို့ရှိရင်နောက်တစ်ခုရှိတာကဒါကစားသမားတွေမဟုတ်ဘူးအေဂျင့်ကလည်းတော်တော်ကိုလောဘကြီးတဲ့အေဂျင့် ဘာလို့လဲဆိုတော့ကစားသမားကိုလောက်ခလာစာမြန်မြန်အောင်လှုပ်ရအောင်လှုပ်ပေးနိုင်လေသူ့အတွက်ကအမျက်ကြံလေးပဲသူ့အတွက်ကအမျက်ကြံလေးပဲနော်ဆိုတော့တော်တော်ပါကျွန်တော်ဟိုအသင်းတွက်ပါနော်တော်တော်ကိုအင်မီနယ်လောဘကြီးလို့နေပြာသီလာကစားမားအနေနဲ့အခုကကယ်ရီယာကို तू ကဦးစားမပေးတော့ဘူးဗျာသီလာနော်အဲ့လောက်ထိမြင်လိုချင်တာမြန် sorry ကလပ်တွေပါပြီးပြောင်းပါလား sorry ကလပ်တွေကကျတော့လေကစားမားကစောက်ပြင်းကြီးလို့မလိုချင်ဘူး သူတို့ကတော့မင်းပတ်စံပြဖို့က ready ပဲဒါပေမဲ့မင်းတကယ်အလုပ်လုပ်မှကျွန်တော်ရမယ်အဲဒါမျိုးပေါ့ဥကောပြဿနာပိုက်ဆံရလေလူကြီးနဲ့အလုပ်ကလည်းမလုပ်ချင်ဘူးဒါမျိုးဖြစ်နေတာပြသေးလားဒါမျိုးဖြစ်နေတာဆိုတော့ဘလို့မှအဆင်မပြေဘူးကျွန်တော်ကြောင့်လက်ရှိ United မှာဆိုလို့ရှိရင်ဒီကစားမဖြစ်သူကိုရောင်းချဖို့အတွက်ပေါင်25သန်းတိကျွန်တော်တို့သတ်မှတ်ထားတယ်အသင်းနေရာပေးဖို့အတွက်အဆင်နဲ့ဖြစ်နေတယ်ဆိုတော့ United ဘက်ကတက်နေနေမယ်ကျွန်တော်ဒါပဲဆိုတော့ကိုလူကြီးနဲ့ဈေးလည်းပြီးနိုင်ကြပြီဆိုတော့ကိုရီနဲ့ ready ပဲလက်လုပ်ဖို့ကသို့တော့ခေါ်ခြင်းနဲ့အသင်းနေရာဘက်ကတော်တော်ကိုအခက်တွေ့နေရတယ် ကျွန်တော်တို့ဟိုအသင်းအနေနဲ့ပေါ့နော်ဒီလိုအမှားတွေကနေကျွန်တော်တို့သင်ခန်းစာယူနိုင်ပါစေလို့ကျွန်တော်မျှော်လင့်နေရှေ့လုံးမဲ့အပြောင်းအရွှေ့နေမှာဘာလို့လဲဆိုတော့ကျွန်တော်တို့ကစားမားတွေကိုခါခါရရရအောင်ခေါ်ရပြီဆိုလို့ရှိရင်တည်ကြတယ်လောက်ခလာစာတွေအများကြီးပေးရတာအဲ့တော့ကိုအသင်းမှာအသုံးမချလို့ပြန်ရောင်းရမယ်ဆိုရင်လုံးဝရောင်းလို့မရတော့ဘူးတော်တော်ကိုအသင်းတွက်အနှောက်အယှက်ဖြစ်လုံးပါတယ်အဲ့ဒါတွေကပြီးခဲ့တဲ့နှစ်ဒီမှာတောက်ချောက်တရာမှုတွေပဲဆိုတော့အသင်းကအဲ့ဒါတွေကိုသင်ခန်းစာယူနိုင်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ ီရန်ဆန်ချူရဲ့လောက်ခလာစာကိုဂျူဗင်တက်စ်နဲ့နာပိုလီကမပေးနိုင်လို့အပြောင်းရွှေ့ကကြန့်ကြာနေရတယ်။ယူနိုက်တက်ကလိုချင်တဲ့ပေါင်25ဘန်ကိုတော့နှစ်သင်းစလုံးကပေးဖို့အတွက်အဆင်သင့်ပဲပေါ့။ဆိုတော့ဘလောက်ထိမြန်ဆန်ချူနဲ့ဆန်ချူရဲ့အေဂျင့်ဘက်ကဒီလောက်ထိဟိုတောင်းခံကြအောင်မလဲတော့ကျွန်တော်မသိဘူး။အတင်းအတွက်တော့တော်တော်ကိုတန်ဝေကရစရာတွေကြီးပဲရဲ့ကစားမအယောင်းဝယ်ဒီကနေပြီးတော့နော်ဆိုတော့ညီကလို့ရောဘလူမင်းညလေဒီအပြောင်းအရွှေ့ဖြစ်မြောက်သွားလိမ့်မယ်လို့ကျွန်တော်ထင်ကြလားဆွေးနွေးကြပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်